တနင်္ဂနွေနေ့ပွဲသူအားလုံးမင်္ဂလာပါ2025မေလ22ရက်နေ့နေ့30ရက်နေ့အတွင်းကာလဟာကောင်းသောကံပြောင်းလဲတဲ့တွတ်တမှုကြီးရရှိမယ်ရှင်မန်းချက်စစ်တွေကောင်းထဲဖို့နိုင်တယ်ပေါ်ပေါက်လာတဲ့ခွေရည်စစ်တွေနဲ့ဘဝတက်လမ်းမှုကိုရရရှိနိုင်တယ်ဝင်းကျင်စစ်လမ်းကြောင်းစစ်တွေကိုစွန်စားလုပ်ကံရမှထူးခြားစွာအကျိုးဆက်ရရှိမယ်နေနေရအလုံးနေရာပြောင်းရွှေ့ပြောင်းလဲတွေဖြစ်လာရင်ကိုယ်အတွက် ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကို ရရှိမဲ့နေထိုင်တဲ့ကောင်းတဲ့ခြေနေတွေလုံးဝပုံထွန်းနေတဲ့သဘာဝကိုရည်ညွှန်းချက်ပေးတဲ့ကာလတစ်ခုဖြစ်ပါတယ်။နှစ်ဆယ်နှစ်ရဲ့နေရာကိုအတွက်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်။လိုရာပြည့်စုံနိုင်တယ်။နှစ်ဆယ်သုံးရဲ့နေ့မှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုနိုင်တယ်။ပြတ်နေတဲ့ဆက်သွယ်တွေနဲ့ပြန်လည်ချိတ်ဆက်နိုင်တယ်။နှစ်ဆယ်လေးရဲ့နေ့မှာ ဝေကြီးကဏ္ဍလုပ်ငန်းကဏ္ဍတွေပြောဆိုဆောင်ရွက်သမျှအောင်မြင်ခြင်းထုတ်ထက်ခြင်းကိုရနိုင်တယ်25ရက်နေ့မှာလုပ်ဖို့ကိစ္စပေါ်တွေဂျုံမယ်ရန်တိုက်ခံနေတဲ့ရှင်းပြီးလုပ်ရမယ်26ရက်နေ့မှာတော့စေတနာဝေဒနာဖြစ်တတ်တယ်သူများပြဒနာကိုပြဒနာဖြစ်တတ်တယ်စိတ်ရှည်ရမယ်29ရက်နေ့မှာတော့အညာဆိုးတွေကလုံးပြေလည်သွားပြီးတော့စေချမ်းသာခြင်းနဲ့အစဉ်ပြေခြင်းကိုဂျုံတွေ့နိုင်တယ်28ရက်နေ့မှာ ပစ္စည်းပြောက်တတ်တယ်ငွေလိန်ခံရတတ်တယ်ငွေချင်းရဆုံးတတ်တယ်26ရက်နေ့မှာလက်ဖွင့်ခြင်းကံဖွင့်ခြင်းတို့ရပြည့်စုံခြင်းရှိမယ်အဲ့ဒီမှာကောင်းစေကောင်းလျှော်ပြည့်ရတယ်ကောင်းသောကျိုးဆက်ရရှိမယ်30ရက်နေ့မှာတော့ရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရမယ်အတိုက်ခံများမယ်31ရက်နေ့မှာတော့ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချပြီးတော့အလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုကြောက်မယ်တနင်္လာနေ့ငံနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ် တနေ့ကနေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောင့်ယှက်ဖြစ်တတ်တယ်တဲ့ငါ၆ခန်းနေချိုးပေးတယ်အဝါရောင်လေးမောင်ရောင်ရွှေရောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စလေးတွေဆောင်ရွက်နိုင်တယ်အဝါရောင်ပန်းဝင်လေးတွေဖျားကတ်လို့ပြီးတို့ရာဆူတောင်းမှာဆူတောင်းပြပါနိုင်မယ်ဂျေစုတင်ပါတယ်တနေ့လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ 31ရက်နေ့အတွင်းကာလမှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်။အခက်အခဲတွေအလုံးပြေလျောင်ဖြေရှင်းနိုင်မယ်။စီးပွားကံလုပ်ငန်းကံငွေကြေးကံတိုးတက်မယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တို့လောက်ကံကျင်းတို့ရဲ့ကောင်းသောကြိုးရရှိမယ်။သူတပန်းနဲ့မတူတဲ့ရှုတော်နေရာနေတွဲခေါ်မြောင်းမြင်ပြီးလောက်တာလေးတွေအဆင်ပြေမယ်။20ရက်နေ့ကကို့အတွက်ကောင်းတဲ့ရက်ဖြစ်တယ်။ပေါ်ပေါက်လာတဲ့စိတ်ကူးတို့ကိုလက်တွဲကောင်းထည့်ဖော်နိုင်တယ်။23ရက်နေ့ ရည်မှန်းချက်အောင်မြင်ခြင်းဘဝတိုးတက်ခြင်းငွေကြေးကံကောင်းခြင်းကိုကြောင်းမယ်၂၄ရက်နေ့မှာရှင်ပြန်မှုအောင်မြင်မယ်မြို့သမီးမိတ်ဆွေကြည်ခဲ့သူထံကကူညီရမယ်၂၅ရက်နေ့မှာကတိပြည့်တဲ့သူတွေနဲ့တွေ့တဲ့တဲ့ရန်တိုက်ခန့်နေတဲ့ထိတ်တိုက်ရဆက်ရတဲ့26ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်စီးပွားရေးကိစ္စလုပ်ငန်းကိစ္စအဆင်ပြေမယ်29ရက်နေ့မှာမထင်မှန်ပဲပြောင်းလဲမှုနဲ့လမ်းကြောင်းတစ်တွေပေါ်ထုတ်ပြီးလွတ်လိုက်တာအကျိုးပေးလိမ့်မယ် 28ရက်နေ့မှာငွေရေးကြေးကံကောင်းပြီလက်ဖွင့်ပြီရပိုင်권တွေပြန်ရ29ရက်နေ့ကထူးထူးခြားခြားပြောင်းလဲတဲ့တိုးတက်မှုရှိနေမှာကောင်းစေကောင်းဆိုပြင်ကျက်စီမင်္ဂလာရှိခြင်းတိုးတက်ခြင်းကိုကြောင်းမယ်30ရက်နေ့ကတော့ရန်တိုက်ခဏနဲ့ရှင်ပြီးမှအောင်မြင်မယ်31ရက်နေ့မှာရပိုင်권တွေလက်ဝဲပြန်ရမှုနဲ့ကောင်းသောအကျိုးဆက်တိုးတက်မှုတွေကိုရရှိခြင်းနဲ့တိုးတက်ခြင်းတွေကိုရမယ်တဘာဝအနေထားကိုတွေ့ရပါတယ်ဒီကံလာတော်တွဲမှာ တနင်္ဂနွေနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့ကြာသပတေးနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နေ့ငါးခွန်ကနန်းနေ့ကျိုးပေးပါတယ်အဖြူစိမ့်မိခိုးရောင်တို့ကိုဝိစေသောဆွဲပြီးလူရှိရာကိစ္စတွေဆောင်ရွက်ပါပန်းဖြူဖျားတည်ပြီးတော့တို့ရဆန္ဒပြုပါဆန္ဒပြေပါနိုင်မယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် မေလ22ရက်နေ့ကနေ31ရက်နေ့အတွင်းကာလဟာရန်တိုက်ခံများနဲ့ထိတိုက်တွေ့ပဲမူလစီစဉ်တာတစ်မျိုးလက်တွေ့တစ်မျိုးဖြစ်ပဲဘာမှကြိုတင်ပြင်ဆင်ထားလို့မရနောက်ကိုကလုံးချင်တဲ့ကိစ္စတွေမှာနှောင့်နှေးတတ်တယ်ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချပြီးအောင်မြင်လို့ရင်တော့ထူးထူးခြားခြားကောင်းတဲ့ကံတွေရှိမယ်ဆက်ပစ္စည်းလျှက်စစ်ပစ္စည်းတွေပျက်စီးများမယ်တိမ်းဆဲထားတဲ့ငွေတွေထုတ်သွင်းရတတ်တယ်ရတန်ထားတဲ့လူတွေကိုတော့ပြန်လည်စတင်နိုင်နိုင်မယ် ပြဿနာဟောင်းတွေလည်းပြန်ဖြေရှင်းနိုင်နေပြီလုပ်ငန်းစစ်တွေကိုလည်းပြန်လည်ဆောင်ရွက်နိုင်ခြင်းနဲ့အကျိုးပေးခြင်းတွေရှိလာမယ်။၂၂ရက်နေ့ကတော့ရန်တိုက်ခတ်နေတဲ့ထိတိုက်တွေ့ရနေမယ်။23ရက်နေ့မှာအလုံးစုံကောင်းခြင်းကံနဲ့တိုးတက်ခြင်းကံတွေရှိမယ်။ရည်မှန်းချက်တွေအောင်မြင်မယ်။24ရက်နေ့မှာရှင်ပြန်မှုမသမျှအောင်မြင်မယ်။အခက်အခဲကြားထိုးပေါက်ပြီးတိုးတက်မယ်။25ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံစီးပွားကံအထူးကောင်းနေမယ်။ 26ရက်နေ့မှာရှင်ပြန်မှုမမြောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်။29ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်။28ရက်နေ့မှာအမျိုးသမီးမိတ်ဆွေကြီးကဲဒုက္ခထာငါတွေကုညီရမယ်။စမ်းပွင့်မယ်။29ရက်နေ့မှာခီးကံကောင်းမယ်ပြောင်းလဲကံကောင်းမယ်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်။30ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းကြုံမယ်။31ရက်နေ့မှာအတိုက်ခံတွေကြားတဲ့ကဖြတ်သန်းပြီးလိုရာကိစ္စတွေဆောင်ရွက်အကျိုးပေးနိုင်မယ်။ ကြာသာပတိနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်တင့်ငါကိုကနန်းနေ့ကျိုးပေးတယ်အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုဝတ်ဆင်သောဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါမေလ29ရက်နေ့မှာခေါင်းစည်းခေါင်းချော်ပြုလိုက်ပါထူးခြားသောကောင်းခြင်းကံတွေရရှိပါသိမ့်မယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ 32နှစ်အတွင်းကာလဟာရံပတိဖက်ကတွေကြားတဲ့ကထူးခြားစွာအမြင်မှုကိုရနိုင်တယ်။လက်လာပါကံကောင်းခြင်းစီးပွားကံကောင်းခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းအခက်ခဲကြမှာပြေလည်အောင်ဆောင်ရွက်နိုင်ခြင်းတွေရှိမယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့သို့လောကန်ခြင်းတို့ရဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုကိုရမယ်။ဝေကြီးလမ်းကြောင်းစီးပွားလမ်းကြောင်းဘဝတိုးတက်မှုလမ်းကြောင်းတွေမှာတာမန်နဲ့မြင့်တဲ့နေထားနဲ့ကောင်းသောကံကြမ္မာတွေကိုဖန်တီးနိုင်လိမ့်မယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။ 22ရက်နေ့မှာအရာရာအစီပြေခြင်းတိုးတက်ခြင်းကိုကြုံမယ်23ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတိုးတက်မယ်24ရက်နေ့မှာ ရာတိုက်ခံတဲ့ရှင်ပြီးလောက်ရမယ်25ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်မေတ္တာရေကံကောင်းမယ်အလौကြံအောင်မယ်26ရက်နေ့မှာငွေကြေးကံကောင်းမယ်အပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်29ရက်နေ့မှာလက်ပွင့်ခြင်းကံပွင့်ခြင်းလိုရာပြည့်စုံခြင်းကြုံမယ်28ရက်နေ့မှာယံပတိပက္ခတဲ့နဲ့ရှင်ပြီးလောက်ရမယ်29ရက်နေ့မှာ ဥတီကျဲပြောင်းပြီးလုပ်တာတွေအစဉ်ပြေမယ်30ရက်နေ့မှာရန်ပတိဘက်ကနဲ့ရှင်ရမယ်31ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းအရာရာအစဉ်ပြေခြင်းတွေကိုကြုံတွေ့ရလိမ့်မယ်တနေ့ကနေနေ့စောက်ချန်နေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့ဂျာသာပတိနေ့မွေးသူများကြောင့်စိတ်နှောက်ရက်လေးတွေရှိတတ်ပါတယ်နှစ်သုံးခုကနန်းတွေကျိုးပေးပါတယ်အပြာရောင်ဖြူရောင်မိခိုးရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးတော့ အလိုရှိရာကိစ္စဆောင်ရွက်ပါမေလ29ရက်နေ့မှာကောင်းစေကောင်းလျှော်ပြုပါထူးထူးခြားခြားကောင်းခြင်းကံတွေရပါမယ်ကျေးဇူးတင်ပါတယ်ဂျာသပတိနေ့မွေးသူအလုံးမင်္ဂလာပါ2025မေလ22ရက်နေ့ကနေ31ရက်နေ့အတွင်းဟာအထူးကောင်းတဲ့ကာလဖြစ်တယ်မိမိလိုလားချက်ရည်ရွယ်ချက်တွေလက်တွေ့ကောင်းထည့်ဖော်နိုင်တယ်။ဝေယျကြီးကန္တာစီးပွားရေးရာ လုပ်ငန်းရေးရာကံဖြားဖြားမှာ ကောင်းသောနေထားနဲ့တိုးတက်တဲ့ခြေနေတွေရှိမယ်။ကာလရှည်ကြာဆိုင်ငံ့ထားတဲ့လူတွေပြန်လည်စတင်နိုင်တယ်။ရှင်မန်းချက်သစ်တွေကိုလက်တွေ့ကောင်းထည့်ဖော်ပြီးတော့အောင်မြင်မှုကိုရနိုင်တယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးလောကကြီးနေရဲ့အခါကောင်းကိုကြုံမယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။လုပ်ငန်းမရှိသူလုပ်ငန်းရမယ်။လုပ်ငန်းရှိသူတိုးတက်မယ်။ရှင်နီမြုံနံမှုတော်မှာကောင်းသောအကျိုးကိုရရှိမယ်။၂၂ရည်နှစ်ကလုံးသမျှကြံသမျှအောင်မြင်ခြင်းကိုရမယ်။ 23ရက်နေ့မှာရှင်ပြန်မှုတွေမှာအောင်မြင်ပြီးဘဝတိုးတက်မယ်24ရက်နေ့မှာတော့အထင်မှားခံရတဲ့ပဋိပက္ခများတတ်တယ်25ရက်နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိ26ရက်နေ့မှာဥတီချက်ပြောင်းပြီးလှုပ်တာဆင်ပြေမယ်28ရက်နေ့မှာမထေဘဖဲငွေဝင်မယ်အလုပ်အောင်မယ်28ရက်နေ့မှာရန်ပဋိပက္ခနဲ့ထိတိုက်တွေ့မယ်26ရက်နေ့မှာဥတီချက်တဲ့လောကကြီးဆင်ပြေမယ်30ရက်နေ့မှာ ရပိုင်권နေပြန်ရမယ်31ရက်နေ့မှာအခက်ခဲတွေပြေလျောင်ဖြေရှင်းပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တွေရှေ့တိုးလို့လို့ကောင်းစွာချိုးပေးခြင်းနဲ့အစ်င့်မြင်သောဘဝနေထားသူပြောင်းလဲတိုးတက်ခြင်းတို့ကိုတစင်ပြီးတစင်ရရှိချိုးပေးနိုင်မယ်။ကြာသာပတိနေဗုဒ္ဓနေရင်္ဂနေမွေးသူတွေကောင်းချိုးပေးတယ်။တနည်းလားသောကြမွေးသူများကြောင့်စိတ်နှောင့်ရှက်ရှိတတ်တယ်။369ခန်းနဲ့ချိုးပေးတယ်။အပြာရောင်ညောင်ချက်သွေးရောင် ဝိတ္တိဝိစဉ်သုံးဆွဲလို့အကျိုးရှိတယ်26ရက်နေ့မှာကောင်းစေကောင်းချောပြုပါထူကြသောနာဂတ်ကောင်းကိုရလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်တောက်ချာနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ30ရက်နေ့အတော်တွင်းကာလတွေမှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရမယ်ရှင်မန်းချက်စစ်တွေကို ဆောင်ရွက်နိုင်နေပေရတ်တန်ထားတဲ့လူတွေကိုပြန်လည်စတင်နိုင်တယ်အပြိုင်ဆိုင်နေကြတဲ့အတိုးတက်မှုကိုဖန်ပြရယူနိုင်တဲ့ကံကြမ္မာရှိတယ်ချက်ချင်းဆုံးဖြတ်ပြီးရှစ်တိုးဆောင်ရွက်ခြင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ်ကိုယ်ပိုင်ယက်တီချက်နဲ့ဆုံးဖြတ်ချက်ချမှတ်ပြီးလုပ်တဲ့ကိစ္စရဲ့အကျိုးဆက်ကောင်းကိုရရှိမယ်၂၀နှစ်နေမှာပြဿနာဟောင်းတွေကိုပြန်လည်ဖြေရှင်းပြီးရပိုင်ခွင့်တွေပြန်လည်ရနိုင်တယ်၂၃နှစ်နေရ ရာရာကောင်းခြင်းစင်ပြေခြင်းနဲ့ကံမြမခြင်းရဲ့နှစ်သာရရှိတယ်။24ရက်နေ့ကမိတ်ဆွေကြီးခဲ့တဲ့ထံကကုညီရတဲ့နေမျိုးစားဖြစ်တယ်။25ရက်နေ့မှာပေါ်ပေါက်လာတဲ့အချမ်းစီတွေကိုတက်တွေ့သုံးချပါထူးထူးခြားခြားစင်ပြေနိုင်မယ်။အယံဝင်းနဲ့ဆက်ဆက်လို့လည်းကျိုးပြီး26ရက်နေ့မှာရန်တိုက်ခံသိပ်များတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်ပြတ်တတ်တယ်။29ရက်နေ့မှာအခက်ခဲတွေထိုးပေါက်ပြီးတော့ရှေတိုးလောကန်ရံအတွက်ကောင်းတဲ့ရက်တစ်ခုဖြစ်တယ်28ရက်နေ့မှာ အဟောင်းတွေပြန်လဲစတင်နိုင်တယ်။နာယီကိစ္စပေါ်လိမ့်မယ်လိုက်တော့ကူညီပေးလိုက်ပါ။29ရက်နေ့ဟာထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုရဲ့နှစ်သာရတွေရှိမယ်။30ရက်နေ့မှာစီမံထားခြင်းမရှိပဲပေါ်လာတဲ့ခွင့်ရအစဉ်ပြေမယ်။အဲ့ဒီနေ့မှာဖိတ်စာတစ်စောင်ရမယ်။မင်္ဂလာဆောင်ဖိတ်စာရတယ်မင်္ဂလာဆောင်သွားပြောင်းသွားလိုက်ပါထူးခြားလိမ့်မယ်။30ရက်နေ့မှာအတိုက်ခံတဲ့အနှောင့်အယှက်တွေကြားတဲ့ထိုးပေါက်ပြီးကိုယ့်ရဲ့လမ်းကြောင်းကိုရှေ့တိုးလုကင်နိုင်တဲ့နေသားကောင်းတွေဂျုံနေမယ်။ ဒီကာလအတွင်းမှာတနင်္ဂနွေတောက်ကြစနေမွေးသူတွေကြိုးပေးပြီးတော့တနင်္ဂနွေကြာသာပြီးဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနန်းတွေကြိုးပေးတယ်။အစိမ်းရောင်ဖြစ်ရောမိခိုးရောင်တို့ကိုတုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်။29ရက်နေ့မေလမှာခေါင်းဆေးခေါင်းဆော်ပြုတ်လိုက်ပါထူးခြားတဲ့နာဂတ်ကောင်းကိုရလာပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။စနေနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်မေလ22ရက်နေ့ကနေ 31ရက်နေ့အတော်အတွင်းမှာဝေးကြေးကံလုပ်ငန်းကံဘဝကံရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖော်ပြီးလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းနဲ့ကံစီဝံမြမခြင်းတို့ကိုဖန်တီးရယူနိုင်တဲ့အနေထားရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်ရည်မှန်းချက်အောင်မြင်မယ်အခက်အခဲကြဖြတ်သန်းနိုင်မယ်စုပေါင်းလုပ်ငန်းချိုးဖင်းမယ်မျိုးသမီးမိတ်ဆွေကြီးကဲတူတာမှကူညီရမယ်ဝေးကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းတွေကိုရရှိနိုင်တဲ့အနေထားနဲ့ကောင်းတဲ့အခြေအနေတွေကိုကြုံမယ် 20နှစ်နဲ့အရာရာဆင်ပြေသောနေသားနဲ့မိကောင်းဆွေကောင်းထောက်ကူရသော နေသားရှိမယ်23ရက်နေ့မှာအခက်ခဲကြားကဖြတ်သန်းပြီးတိုးတက်မယ်ရဝေးရကောင်းသောသတင်းစကားရမယ်24ရက်နေ့မှာငွေချေးကံကောင်းခြင်းလက်ဖွင့်ခြင်းချိုးပေးခြင်းကြုံမယ်25ရက်နေ့ရံပြဿနာရင်းနဲ့ထိတဲ့ရင်ဆိုင်ရမယ်26ရက်နေ့မှာအခက်ခဲနှမျိုးဖြည့်ဆင်းနိုင်လိမ့်မယ်မထင်မှတ်ထားတဲ့ငွေကြေးပြန်ရမယ်မရဘူးထင်တဲ့ငွေပြန်ရတာကိုပြောတယ်29ရက်နေ့ကတော့အရာရာအဆင်ပြေပြီး လိုရာပြည့်စုံတိုးတက်ခြင်းရှိမယ်28ရက်နေ့မှာကိုပိုင်ဆုံးဖြတ်ခြင်းနဲ့ရှေးတိုးလောကကြီးရဲ့အကျိုးကျေးဇူးရမယ်ကောင်းသောတည်စကားချုံမယ်29ရက်နေ့အထူးကံကောင်းတဲ့ရက်ဖြစ်တယ်အဲ့ဒီရက်ကနေစလိုက်တဲ့ကိစ္စမှန်သမျှအရာရာဆင်ပြေသွားမယ်30ရက်နေ့မှာဘာလို့လို့တည်ရှိရမယ်ဝေချင်းမြုံနှံမှုတွေမလုံးနဲ့အကုန်ကြများတတ်တဲ့ဒီနေ့ဒီရက်မှာကုန်ကြမှုမှန်သမျှအချင်းကြီးဖြစ်တတ်တဲ့ပစ္စည်းမွေနဲ့30ရက်နေ့မှာတော့လုံးစရာရှိတာကုန်ရှေးတိုးလုံးနိုင်အားလုံးဆင်ပြေသွားမယ် ရတ္တန်တဲ့လုပ်တွေတောင်မှပြန်လဲစတင်လုပ်ကင်အကျိုးပေးနိုင်တယ်။တနင်္လာသောကြစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေဗုဒ္ဓကျောင်းစေနောက်ရှိဖြစ်တတ်တဲ့နှစ်လေးခြောက်ကနန်းတွေအကျိုးပေးတယ်။အညိုရောင်အပြာရောင်မိခွရောင်တွေဝစ်စစ်သုံးဆွဲပြီးအလိုရှိရာကိစ္စများရှေ့တိုးလုပ်ပါ။29ရက်နေ့မေလမှာခေါင်းစည်းခေါင်းလျှော်ပြုတ်လိုက်ပါ။ထူးခြားသောအနာဂတ်ကိုရသွားပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။